အင်းစင်အချင်းထောင်ကနေ905ကကြီးနဲ့အချင်းကျခံနေရသူ200ခန့်ပြန်လည်လွမြောက်ခဲ့တယ်လို့ပြန်လည်လွမြောက်လာသူတချို့ကပြောပါတယ်ပြန်လည်လွမြောက်လာသူ200ခန့်ကိုအင်းစင်အချင်းထောင်ကနေဒိန်းနေနိုဝင်ဘာ28ရက်မနက်10:00နာရီကျော်မှာပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ် လွတ်မယ်ဆိုတာကိုညကလေးကသိတယ်ဒီမနေ့ကျတော့ကျွန်တော်တို့ကို10နာရီကျော်လောက်လွှတ်ပေးလိုက်တယ်စုစုပေါင်းဆို192ယောက်လို့ပြောတယ်အမျိုးသားကများတယ်လို့ပုံမှန်905ကာဂျီနဲ့ထောင်ထန်3နှစ်6မှတ်ခံရပြီအင်းစိန်ချင်းထောင်မှာတနည်းနဲ့9လအထိနေထိုင်ခဲ့ရသူတို့ကပြောပါတယ်ပြန်လည်လွတ်မြောက်လာသူတွေကိုမီနီဘတ်စ်ရင်းတွေနဲ့ထောင်ပြင်ပကိုခေါ်ဆောင်လာပြီအင်းစိန်ပန်းချန်ရှိမှာခြားထားပေးခဲ့တယ်လို့သိရပါတယ်မိန်းကလေးက88ယောက်ပြန်လွတ်တယ်ယောက်ျားလေးကတော့100ကျော်တယ် ကျမကသုံးနှစ်ကြာတာအထဲမှာဆယ်လာနေခဲ့ရတယ်အထဲမှာတော့အခက်အခဲသိမရှိခဲ့ဘူးအခုနောက်ပိုင်းမှာတော့လို့ပြန်လည်လွတ်မြောက်လာသူအမျိုးသမီးငယ်တဝကပြောပါတယ်အဲ့လိုပဲ န္တလေးတိုင်းဒေသကြီးအိုးဘိုအချင်းထောင်ကနေလေ905ကားကြီးနဲ့အချင်းကြခံနေရသူ265ဦးကိုလွှတ်ပေးခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ဒီနေ့မနေ့၈နာရီခန့်ကစတင်ပြီးမန္တလေးအိုးဘိုအချင်းထောင်ရှေ့မှာလွမြောက်လာသူတွေကိုလာရောက်ကြိုဆိုဆောင်ဆိုင်နေကြတဲ့မိသားစုဝင်တွေအများပြားရှိခဲ့ပြီးလွမြောက်လာသူတွေကိုကြိုဆိုခဲ့ကြပါဗျ။